နေနေပါကြီးတစ်ခွေဖြစ်ပါတယ်တကယ်ဖြစ်တော့ပဲဟုတ်ဦးမလားတကယ်ကနော်မှန်ပါပါဘုရားယောဂီပုဂ္ဂိုလ်တွေနေနေပါဆိုတော့ယောဂီပုဂ္ဂိုလ်ပဲရှိမှာပေါ့မဲခိုရတာပဲဟုတ်ဦးမလားအဲဒီကဆက်ပြီးတော့မှတ်လို့ရှိရင်အယောင်လင်းပိဋိပဒါတွေလည်းပဲတဖြည်းဖြည်းပြောင်းပြီးတော့အမှတ်တွေပိုကောင်းလာအသည့်တွေပိုကောင်းလာတယ်ဘယ်လိုကောင်းလာလဲဆိုလို့ရှိရင်ပရမအဆိုရင်အင်းစိတ်ဓာတ်နဲ့ပြက်ဓာတ်နဲ့အစနဲ့အဆုံးနဲ့နှခုနှခုထင်ရှားတယ် အခုအသိဉာဏ်လေးထက်သန်လာတော့ငခုငခုမဟုတ်တော့ဘူးပြောက်နေတာကြီးတွေတွေ့တယ်တခါညောဟုတ်လားမှန်ပါပါဗျာจิตတာမတွေ့ဘူးပြောက်တာကြီးတွေတွေ့နေတာဗာမမပဲခေါင်းနာမှလည်းပြောက်ဘိနာမှလည်းပြောက်အဲစိတ်ကူးရာမှလည်းပြောက်ကြွတယ်လမ်းနဲ့ချတယ်မှလည်းပဲပြောက်ပြောက်နေတာတွေပဲကုန်းကုန်းနေတာတွေတွေ့တယ်လက်ရဲ့ခြေရဲ့ခေါင်းရဲ့ကိုယ်ရဲ့ပုံသဏ္ဍာန်ထဲရလည်းဒီဒီပိုင်းမှာမရှိဘူးတခါညောဟုတ်လားမှန်ပါပါဗျာအစတော့ကတော့ဒီလိုပါပဲခေါင်းနဲ့ဆိုရင်ဗိုက်ကြီးနဲ့ကိုယ်နဲ့ဒီလိုထင်တာကိုယ်ရဲ့ဆန့်နဲ့ဆိုရင်လက်နဲ့ အဲညာလာနဲ့ဗေလာနဲ့ဆိုရင်ခြေောက်နဲ့ကိုယ်နဲ့ဒီလိုချင်းနေတာအခုဒီညာရောက်လာတဲ့ခါကျဒီလက်ဒီချောင်းကောင်းနေကိုယ်လေးအပုံသဏ္ဍာန်ထဲထဲကြီးဘာမှရှိတော့သဘောလေးတွေပဲရှိတော့တယ်ဟုတ်လားမှန်ပါပါဘုရားကောင်းနေသဘောလေးတွေသဘောလေးတွေကလည်းပြောက်ပြောက်သွားတာပဲအဲအမှတ်မိကလည်းရှိကနေပြောက်နေသလိုပဲအမှားချင်းလည်းရှိကနေကြောက်တာလည်းဟုတ်တာပဲသူကရှိကပြောက်ပြီးမှဒီကသိတာပဲအဲဒီတော့ပြောက်ပြောက်နေနေတာကြီးတွေ့နေတယ်အဲ့ဒါဒင်္ဂညာခေါ်တယ်အမှန်ကောင်းနေဒီညာလည်းအရေးကြီးတယ် ဘုန်းကြီးတို့သမဏဆရာတွေကယောဂီတွေစင့်နေတာဒါတွေစင့်နေတာဒီညာနေရောက်ရလားမရောက်ရလားဒါတွေစင့်နေတာဟုတ်လားမှန်ပါပါဗျာညာနေစင့်တိုင်းဖြစ်ပါစင့်တိုင်းမဖြစ်ဘဲနဲ့ခုံကြော်ယူပြောရင်သာနန်းဆရာအပြီးမှမပြူသူကသူတွေးတော်လုံးတာလာရင်ဖြစ်မယ်ပြောတာကြားလို့ပြောတာရင်ဖြစ်မယ်အဲဒီသင်္ဃာညာကအပြည့်တင်မြင်တော့ဘယ်ရကြောက်ဆရာထင်လာတယ်တဲ့အာရိနဝအပြည့်မြင်လာတယ်နိဗ္ဗာန်ကြီးငွေပြီတဲ့ကြီးငွေတော့ ညီငွေလာစားမပြောတာဘူးတကားငွေရနော်မှန်ပါဗျာအာညီငွေလာစားမပြောတာပဲမပြောတော့ဒီနေရာမပြောရင်ဟိုနေရာသွားကျင်တာပေါ့ဟုတ်လားအခုမပြောတာဘာမပြောတာလဲဆိုရုံနာနေနဲ့စပြီးမပြောတာတကားညောဟုတ်လားမှန်ပါဗျာဖြစ်ပြနေတဲ့တရားတွေအပေါ်မှာမပြောတာဒီတော့ဖြစ်ပြနေတဲ့တရားတွေမတွေ့ကျင်ဘူးဒီတရားတွေကိုစွန့်လွှတ်လိုက်ခြင်းပြီး အဲဖြည်းဖြည်းနဲ့ကြားလေးဆုံးလို့လိုက်တော့နိဗ္ဗာန်ပဲတခါညောဟုတ်လားမှန်ပါပါဗျာအဲနိဗ္ဗာန်ရောက်ကျင်လာတာဥပမာအားဖြင့်ဒီနေရာမှာဆရာဆရာပြောတာသိကောင်းတယ်ဥပမာလူကြောက်ငါးဖန်းနေဟင်းစားရဲပြီရင်တော့ခိပ်ပါတော့ညှုံလို့ဆိုရယ်ညှုံနေတော့သိပြီးတော့နားလည်မှာမဟုတ်ဆောင်းတဲ့အုပ်တဲ့ဆိုမှအဲဆောင်းတဲ့အုပ်ကြီးတခါကငါးငါးဖန်းလာကိုဆောင်းတဲ့အုပ်တော့အဲဒီမှာ ငါငါမိတဲ့အနေကြတော့ကိုလက်နဲ့နှိုက်ပြီးတော့ငါကိုဖမ်းငါကြီးမိလာတယ်ငါကြီးမိလာတော့ဆရာဝမ်းမြောက်ဝမ်းသာဖြစ်ပြီဘူးလားတခါမျိုးကဝမ်းမြောက်ဝမ်းသာဖြစ်ပါလေဗျာငါလိုချင်တော့ဖမ်းတဲ့ဥစ္စာငါမိဝမ်းမြောက်မှာပေါ့ဆိုတာဝမ်းမြောက်ဝမ်းသာဖြစ်အဲငါကြီးထုတ်တာမလွတ်ဘူးလွတ်သွားမှသူစိုးရင်လည်းမလွတ်ချင်ဘူးအဲဒီငါကြီးဘယ်တော့ကြီးတော့လို့အပေါ်မှာထုတ်ပြီးတော့ကြီးလိုက်တော့ ငါမဟုတ်ပဲနဲ့မွေကြီးပြင့်နေတယ်ဆိုတော့ဒီကနေ့ဟုတ်လားမှန်ပါပါဗျာမွေကလည်းပဲတာမန်မွေမဟုတ်ဘူးမွေစိုးကြီးတဲ့လည်းပဲမှအေးလေးသုံးခုနဲ့တဲ့မွေဟောက်ကြီးပေါ့သူစားမွေဟောက်ကြီးပြင့်နေဒါတော့ဒီငါအစတော့ကတော့ဒီငါလက်ထဲကလွတ်သွားမှသူစိုးရင်လည်းမလွတ်ချင်ဘူးအခုတော့ဒီငါကြီးစုတ်ကင်ထားရတာသူညင်းဝင်မလာပဲဘူးလားညင်းဝင်လာပါလေဗျာလွတ်ချင်ပြီတဲ့လွတ်ချင်လွတ်ချင်မယ်ဒီတိုင်းလွတ်လွန်ပြေလွတ်လိုက်ရင်ကြိုက်သွားလိမ့်မယ်ဒါကမကြိုက်နိုင်အောင်လို့ ကောင်းပေါ်မှာသုံးပါလောက်ရမ်းလိုက်ပါဦးနဲ့ဟုတ်လားသေကရာဆရာပြသုံးပါလောက်ရမ်းပြီးတော့မှဆွတ်လိုက်ပါတဲ့ဒီနေ့အဝေးမှာလွတ်ပြီးတော့ကြသွားပါလိမ့်မယ်ဘိုးကလိုက်မဆိုလို့ကြီးလိုက်ဦးနဲ့တော့မှကြီးပြီးတော့မှလွတ်လောက်တဲ့နေရာမှာနဲ့ပြန်ပြီးတော့ကြည့်ရမယ်ဥပမာပြရတာအဲဒီဥပမာတော့နေရာကြအဲဒီဥပမာထဲမှာဝိပဿနာမရှိခင်ကအနိစ္စဒုက္ခအနတ္တမသိသေးတဲ့ပုဂ္ဂိုလ်တွေ ်ပြည့်ပြည့်မသိသေးတဲ့ပုဂ္ဂိုလ်တွေကကိုယ်ခန္ဓာကြီးနဲ့ကိုသဘောကျနေတာပဲလွတ်ချင်မှုတကားနေပါဟုတ်လားမှန်ပါပါဗျာကောင်းတဲ့အချိန်နေတဲ့ဗာရနေတဲ့ပြောများပြောပြီးနေတာအဲအခုဝိပဿနာညာရှင်းလာတော့ဖြစ်ပြနေတဲ့တရားတွေရဲ့နိစ္စဒုက္ခအနာတ္တတွေကောင်းကောင်းကြီးမြင်ပြီပမေနနဲ့မြင်လာတော့ကြီးမှုတွေလာပြီလွတ်ချင်ပြီဟုတ်လားတချို့ကပြောကြတယ်ဒုက္ခတွေပြီးနေတာတွေဒုက္ခရှုလို့လကားပါပဲရှုနေဖို့မလိုပါဘူးဆိုတယ် အဲ့ဒီပြီးတာကအဟုတ်ပြီးတာမှမဟုတ်ပဲအဟုတ်ပြီးလို့ရှိရင်အခုတော့ညင်းငွေတဲ့သွတ်ချင်တဲ့စိတ်တွေဖြစ်လာမှာတကယ်ကြီးဟုတ်လားမှန်ပါပါဗျာအခုအနိစ္စဒုက္ခနာတလူတိုင်းလူတိုင်းရှားဝနာဝနဲ့ပြီးနေတာမျိုးကမဲလွတ်နိုင်လိမ့်မှာတော့သူကပြောနေတော့မယ်နိဗ္ဗာန်ဖြစ်ပါဘူးတကယ်ကြီးဟုတ်လားမှန်ပါပါဗျာနိဗ္ဗာန်ညင်းငွေအောင်လို့အခုရှုနေရတာဖြစ်တဲ့ဖြစ်တဲ့နေရှုဝိပဿနာညာရှင်းလာတဲ့အခါကျအတိနိဗ္ဗာန်ညာရောက်တဲ့မွေကြီးခြင်ထားမိတာ မှားလေခြင်းငွေကြီးလွတ်ခြင်းပြီလို့အဲဒီလိုဖြစ်နေတဲ့စိတ်မျိုးလိုပဲဒီရုပ်တင်နာနေနဲ့စပြီးဒီခန္ဓာကိုယ်ကြီးနဲ့စပြီးအကုန်လုံးကိုဆုံးလွတ်ခြင်းတဲ့သဘောဖြစ်လာတယ်ဆုံးလွတ်ခြင်းလို့ခြင်းဆုံးလွတ်နိုင်အောင်လို့ဆက်ပြီးတော့အားထုတ်ရတယ်ပြိသင်္ခညာအဲပြိသင်္ခညာကမြင်တာနဲ့ခါကာလကြာသင်္ခါရုပ္ပိသညာဆိုတာရှိတယ်အเจ้าညာမဆက်ရဘဲနဲ့အတိလေးတွေဖြစ်နေမှန်ကောင်းပါလေအဲ့ဒီရောက်လာအဲ့ဒီသင်္ခါရုပ္ပိသညာကမြင်တာပြည့်စုံတဲ့ခါကာလကြာတော့ ယုံနာသင်္ခါရငြိမ်းတဲ့နိဗ္ဗာန်ကိုမဲ့ညာဖွညာနဲ့မြင်တယ်။ဒီပြန်တဲ့ယုံနာနဲ့ရှင်ရင်ရှင်နဲ့နိဗ္ဗာန်ကို တွေ့သွားတယ်ဆန်းရောနော်။မှန်ပါပါဗျာ။သောတာပတိမဲ့ဖွညာနဲ့တွေ့သွားတယ်။အဲဒီလိုတွေ့ပုံကိုကြည်ပြီးတော့ကိုပြာပြောထားတာနေစာမြင်လင်ဒုက္ခထင်ပြီးဒုက္ခထင်တော့အနတ္တမြင်ပြီးအနတ္တမြင်နိဗ္ဗာန်ကိုပြည့်ဝင်ဆက်ရောက်သည်ဆိုတာအဲ့ဒီအစဉ်နဲ့အထုပ်ပြီးတော့သင်္ခါရုပ္ပခဏ်ညာရင်းမှရောက်မှဟုတ်လား အဲဒီသီလဝန္တာသုဒ္ဓဝန္တာသုံးပါသင်္သာရိပုတ္တရာဟောထားတာလည်းဒီစင်နေဟောထားတာဟိုမှာတော့အတူပဲညာနေပါလေပြောမနေဘူးအခုခွန်ကြီးတို့တရားထုတ်တဲ့ဌာနတွေကတော့ဒီညာနေတဲ့ဈာကိုသိရတယ်ဈာပြီးအောင်တော့သိအောင်လို့ဈာသိရအာဟုသောကုဋ္ဌိကငါးရှင်ကုဋ္ဌိက ဤမေပင်စုပါရမေခန္ဓာ၅ပါးသောပါရမေခန္ဓာတို့ကိုအိသတာမမြဲဟုဒုက္ခတော်ဆင်းရဲဝနတာတော်အစိုးရသောအတ္တကောင်မဟုတ်သဘောမျှဟုယောနိသောသင်သောအကြောင်းအပြင်ဝါနိမန္လမံနိလမံကံစွာသမနုပါတံတော်အဲမနတိကရောတော်နှလုံးသွင်းနှလုံးမနတိကရောတော်နှလုံးသွင်းခြင်းနှလုံးသွင်းနေတော် ကောင်းတယ်ပိန်တယ်ထိုင်တယ်ဖြည့်တယ်မြင်တယ်ကြားတယ်ကြွေးတယ်ဆမ်းတယ်စသည်ဖြင့်ဖြစ်တိုင်းဖြစ်တိုင်းနေရှုအဲဒီလိုရှုပြီးတော့နေတော့အိဆမမြဲတဲ့တရားတွေပဲခုနကပြောတယ်ထင်းတယ်ဒုက္ခဆင်းရဲတွေပဲအနာတသူဟာသူဖြစ်တဲ့သဘောတရားတွေအနာတတရားတွေပဲလို့ထင်းတယ်အဲဒီတော့အိဆဒုက္ခအနာတအချင်းချင်းဝါချင်းသာပါပဲဒီဟာတွေကဖြစ်ခုကတော့သူ့ရဲ့အချမ်းရည်တွေပါပဲအဲဒါတွေကတော့အချင်းကြီးလို့ဘုညာသားတွေမဟုတ်ဘူးဟောနေလို့ချင်းသူကအချင်းကြားတယ် အနိစ္စဒုက္ခအနတ္တအချင်းမြင်နေပြီတဲ့အဲဒီလိုမြင်နေတော့ဘာဖြစ်တော့ဆိုတော့နိစ္စတာမမြဲဟုဒုက္ခတော့ဆင်းရဲဝနာတာတော့အတ္တမဟုသဘောတရားမျှဟုယောနိသောနိမလမအခြင်းမနတိကရုံတော့နှလုံးသွင်းနေခြင်းရှုနေခြင်းသောတာပတိဗလာသောတာပတိဘုဘောယံသစ္စီကရေယအခြင်းမျက်မှောက်ပြုရ၏သောတာပတိဘုသောတာပတိမဲ့မပြောဘဲနဲ့ခိုးကိုကြော်ပြီးတော့ပြောတာ သောတာပတိမဲ့ပြီးမှပို့ဖြစ်အပြည့်ပြည့်ကိုသိရင်သိရင်နဲ့ပြည့်ပြည့်ယုံနာနဲ့လုံးဝစိတ်သုံးတဲ့နိဗ္ဗာန်ကိုတွေ့မြင်တဲ့သဘောဒီဥစွာမဲ့ဖြစ်တယ်မဲ့ပြီးတော့ပို့ဖြစ်တယ်အဲသောတာပတိဖို့ကိုရာသီစီကလေးရာကျင်မြတ်မောပြုရာဤဧတံဌာနံဤသောတာပတိဘောမြတ်မောပြုနိုင်ခြင်းရဲ့အကြောင်းစီဝိဇ္ဇတိရှိပါ၏အဲဒီခန္ဓာ၅ပါးတွေဥပါဒณะခန္ဓာ၅ပါးတွေရှုနေရင် နေသဒုက္ခအနာတမြင်နေရင်ဒုနာသင်္ခါရချင်းနဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုသွားပါတယ်အဲဒီလိုမျက်မှောက်ပြုနိုင်ပါတယ်ဒါကိုမနေ့ကတော်တော်ဆိုပြီးပါပြီဒီနေ့တော်တော်ဆုံးသွားပါပြီအဲဒါလေးဆိုရကြအောင်လို့သီလာတုတာသီလာတုတာသုံးသူမှာသုံးသူမှာဘယ်ဟာရှုအပ်ပါသမီဘယ်ဟာရှုအပ်ပါသမီဆွဲလာနိုင်ရာဆွဲလာနိုင်ရာ ခန္ဓာမှန်စွာရှုအပ်သည်မမြဲခြင်းရဲ့ရောဂါဆွဲပောက်ခွဲအိုင်းတူသည်အဲဒီတိုင်းတိုင်းလိုက်ရှုတော့မမြဲဘူးဆိုတာကတော့ပြောတဲ့တိုင်းကြည့်တယ်မမြဲဘူးဆိုတော့ခြင်းရဲ့တွေပဲလို့ခြင်းရဲ့ရောဂါဆွဲနေတာလို့ပဲဆွဲကတဲ့ရောဂါလို့ပဲဒီခန္ဓာတွေရှိနေတာဒုက္ခတွေရောက်နေတာပဲဒီလိုလဲခြင်းတယ် အဲပောက်ကွဲသွားတဲ့အရင်မာကြီးတွေသွေးသူနာတို့ဘာတို့ပေါ်လဲမြေဝါကြီးတွေအဲလာကြီးတွေလိုပဲအနာထဲမှာမြုံပြီးတော့နေတော့ခင်ရတာပေါ့အဲဒီလိုပဲကိုယ်ထဲမှာဒီခန္ဓာ၅ပါးတရားတွေရှိနေတာမကောင်းတဲ့တရားတွေပဲလို့ဒီလိုလည်းပဲမြင်ပါလေမမြဲခြင်းရဲ့ယောဂဆွဲပောက်ကွဲအိုင်တူဒီတရား၄ခုဆိုရမယ်ညောင်းမကောင်းမှုညောင်းမကောင်းမှုဈာနာဟုဈာနာဟုမရှိသူစိမ့်ကြီး မတုသိဉ္စီညောင်စုနေတာလည်းပဲညောင်စုနေတာနှုတ်လို့မရရင်ညောင်လေးကနားနေတာနှုတ်ပူရလဲခဲ့အဲ့ဒီလိုပဲခန္ဓာ၅ပါးတွေမကောင်းပါဘူးဆိုလို့ဆွံ့ရမယ်ဆိုကိုယ်တည်းကဖြစ်နေတာကိုသူကဒီအမိုက်တို့ဘာတို့လို့တခြားဆွံ့ပြလိုက်လို့လည်းဖြစ်တာမဟုတ်ဘူးတော့ကြတဲ့ဥစ္စာပဲသူကညောင်စုနေတာနဲ့လည်းတူတယ်လို့ဒီလိုလည်းပဲထင်လာမကောင်းမှုလို့မကောင်းကျိုးပေးရတဲ့တရားတွေပဲဒီလိုလည်းပဲထင်ကြားနာတာနဲ့လည်းတူတယ် အဲသူစိမ့်နဲ့လည်းတူတယ်လေကိုယ်လိုတိုင်းဘာမှဖြစ်ဘူးအညောင်မကောင်းမှုဖြာနာမှုမရှိသူစိမ့်ကြီးတွေကလေးခုပျက်စီးသုံးညာပျက်စီးသုံးညာနတ္တာနတ္တာရှုရဆက်တည်းမီရှုရဆက်တည်းမီအဲပျက်စီးသွားတယ်ဆိုတာကတော့ခန္ဓာအဖြစ်ပြနေတယ်ဆိုတော့သင်ကြားနေတာအနန္တမြန်မာတဲ့ဖြစ်ပြမှာသုံးညာအစတုန်းကတော့ကိုယ့်ဟာကိုနေရာကြကြီးပဲယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါကိုယ့်ဟာကိုစွဲလန်းနေယောက်ျားလည်းယောက်ျားပဲဟာ မိမကလည်းမိမပဲဆိုပြီးကိုယ့်အနေကိုဆွဲလန်းနေအသက်ရှင်နေတဲ့အကောင်ကြီးတကယ်ဟုတ်နေလားအခုဒီတိုင်းဒီတိုင်းနဲ့လိုက်ရှိတော့ဖြစ်ပြနေတဲ့သဘောတည်းကြီးတဲ့ဘာမှအသက်ရှင်နေတဲ့အကောင်ရဲ့အတ္တကောင်ရဲ့သလောတာမတွေ့ဘူးစိတ်သုံးနေကျောထဲမှာလူမရှိတဲ့ကျောထဲကျောထဲမှာလူလက်ကြည့်လို့ချင်းမမြင်သလိုပဲအတားမရှိတဲ့နေရာသွားနားထောင်ရင်ဘာသာမှမကြားသလိုပဲစိတ်သုံးနေအဲတုံညာနေရာပြနေတဲ့ဖြစ်နေအနတ္တကတော့အဲဒိသရုပ္ပနာတာရင်ပါပြီးသားအဲဒီက၃ခု ယစီတုံညာနာတာရှုရဆက်တည်းမီအဲဒီဆက်တည်းမီ၁၇ပါးသောချင်းရလည်းရှုလို့ရှိရင်ဘာဖြစ်တော့သောရှုမြင်တန်သောတာပန်မှဖြစ်နိုင်သည်အဲဒီတော့ရှုနေတော့မဲသောတာပတိမဲ့ဖို့ခြင်းနိဗ္ဗာန်ကိုမြင်ပြီးသောတာပန်ဖြစ်နိုင်ပါတယ်တဲ့ခိုင်းဆိုရမယ်သောရှုမြင်တန်သောရှုမြင်တန်သောတာပန်သောတာပန်မှဖြစ်နိုင်သည်မှဖြစ်နိုင်သည် သောတာပန်ကဒီဘုံဒီနည်းနဲ့ဖြစ်ရမှာခန္ဓာ၅ပါးတွေစိတ္တံစိတ္တံရှုခန္ဓာ၅ပါးတွေအဖြစ်ပြအနိစ္စဒုက္ခအနတ္တတွေပိုင်ပိုင်နဲ့နဲ့သိလို့ရှိရင်အဲ့ဒီရှုနေရင်းနဲ့လဲယုံနာသင်္ခါရငြိမ့်တဲ့နိဗ္ဗာန်ကိုပြေးဝင်ပြီးတော့သွားတယ်သောတာပန်ဖြစ်သွားတဲ့အောက်ဆုံးနိဗ္ဗာန်မြင်သောတာပန်ဖြစ်သောတာပန်ဖြစ်ရင်ပယ်လေးပါးကလွတ်မြောက်တယ်အောက်ဆုံးတော့အဲ့ဒါလောက်ကြည့်အောင်ရောက်အောင်အားထုတ်နိုင်ရင်ကောင်းတာပါပဲညစွာပြည့်သာသနာတော်ကြီးနဲ့တွေ့ရတယ်ဆိုတာ ြည့်ရယူကောင်းကောင်းနဲ့သွားတာပဲသုံးမို့ရင်တော့မသေးကြဘူးတကညိုဟုတ်လားမှန်ပါဗျာကုသိုလ်ကောင်းမှုတွေရှိတော့ဒါနသီလကုသိုလ်ကောင်းမှုတွေလူ့ဘိနာပြည့်အကျိုးပေးတယ်ဆိုမယ်ဒီနေ့ကျတော့ကုံသွားမှာကုံသွားလို့ရှိရင်ဖြင့်ကြီးလေတာတွေကမกินသေးတော့အကုသိုလ်ကလည်းกินမယ်မဟုတ်ပဲလေးပါလည်းမကြဘူးတော့ပြောနိုင်ဘူးမသေးကြဘူးအဲဒီတော့အောက်ဖြစ်ဆုံးအားဖြင့်သောတာပတိမြတ်ကိုကြောင်းအာထုပ်ကလိုပါတယ် <laughs> နောက်ဘဒ္ဒဝံဖြစ်ပြီးတဲ့နောက်ဘာဘာရှိအောင်မတော့လို့မေးတယ်တကညာဟုတ်လားမှန်ပါဗျာဒီမှာကုဋိကကလမ်းဆုံးကမ်းဆုံးမေးတာရမသာဘူးအာဟုသောသာရိဗုဒ္ဓငါရှင်သာရိဗုဒ္ဓရာဘောဓဘာနိနာဘောဓဝံဖြစ်သောဘိက္ခုနာပိယံသိနေသည်အတမေဓမ္မပဲတရားတော်ကိုယောနိသောနိမလမအာရမဏတိကတာဘာနှလုံးသားပါကုန်သည်နီးတဲ့သောတာပန်ဖြစ်ပြီးတော့ဘယ်တရားရှိရသေးလို့မရှိရတော့ဘူးလားမရှိပဲနေရမလားအဲ <laughs> သောတာပန္နာသောတာပန္နိနာပိအာဟုသောကုဋ္ဌိကငါးရှင်ကုဋ္ဌိကသောတာပန္နိနာပိဒေကုဏသောတာပန်ရာမိလိဣမိပိစုပါရဏခန္ဓာဣငါပါရဥပါရဏခန္ဓာရေဝနိသတောဒုက္ခရောနတတောနိသတောဝါနတဟုယောနိသောနိမလမအားဖြင့်မရတိကတာပန်လုံးသွင်းရကုန်ဒါပဲရှိရတာပါပဲတဲ့အဲ့လိုရှိတော့ဘာအကျိုးရှိမလဲဆိုတော့အဲ့ဒီသောတာပန်ပုဂ္ဂိုလ်က ခန္ဓာ၅ပါးတရားတွေနိစ္စဒုက္ခအနတ္တရှုနေရင်အဲဒီလိုရှုနေရင်ရှုနေရင်နဲ့ဒရာဂါမိဖလံဒရာဂါမိကိုရောက်သွားပါလိမ့်မယ်တဲ့ဒရာဂံဖြစ်သွားနိုင်ပါတယ်တဲ့အဲဒါကိုဘုညာတရားသံမှုတွေဒီမှာသိရတယ်ဒါတွေကတော့တူတူနဲ့နားလည်ပါဘူးသောတာပန်ကပဲတရားရှုပွားသည်မီးရဲ့မေးတယ်သောတာပန်လည်းခန္ဓာပဲရှုမြဲနည်းတူသည်အတူတူပဲဘုသူရှင်ရှုသလိုပဲသောတာပန်ကလည်းဒီတိုင်းနဲ့ဒီခန္ဓာ၅ပါးတွေရှုရမြင်နိုင်ကြတဲ့တဝါ၆ပါးက ဖြစ်ပေါ်နေတဲ့တရားတွေအနိစ္စဒုက္ခအနတ္တမှန်နေပြောင်းသိတဲ့သိအောင်ဘောသူလည်းပြီးတော့ဒီပြီးသားပဲဒီစကြေငါဟုသောတာပန်ဖြစ်ပြီးတဲ့နောက်မြတ်စွာဘုရားကအနတ္တလက္ခဏာသို့ဟောတယ်မို့လားတကညီကဟောပါလေဗျာအဲဒါအနတ္တမသိလို့ဟောတာမဟုတ်ဘူးသူအနတ္တညာရင့်အောင်လို့ပြီးတော့ဒီပြီးသားပဲအဲ့ဒီညာရင့်အောင်လို့သောတာပန်ကအနိစ္စဒုက္ခအနတ္တပြီးပြီးသားပြီးပြီးသားမယ်အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုရင့်တယ်ရင့်အောင်လို့ထားပြီးတော့ရှုရတယ်အဲရှုလို့ ကောင်းကောင်းပြည့်စုံတဲ့အခါမှာသရာအင်းမဲ့ကိုရောက်တယ်တဲ့ဆိုရမယ်သောတာပန်ငါသောတာပန်ငါဘေတရာဘေတရာပြုပွားသည်နီပြုပွားသည်နီသောတာပန်လည်းသောတာပန်လည်းခန္ဓာပဲခန္ဓာပဲသူမြဲနေသူသည်သူမြဲနေသူသည်သောချွမြင်တံသောချွမြင်တံသရာကံသရာကံ ှန်ဖြစ်နိုင်သည်အမှန်ဖြစ်နိုင်သည်အဲသက္ကရာကံလည်းပဲတရားရှိရသလဲဆိုဒီတိုင်းမှာပဲခင်ဆူရဆိုသက္ကရာကံဟာသက္ကရာကံပဲတရားပဲတရားဖြူပွားသည်နီဖြူပွားသည်နီသက္ကရာကံလည်းသက္ကရာကံလည်းခန္ဓာပဲခန္ဓာပဲသူမြဲနေသူသည်သူမြဲနေသူသည်သောရှုမြင်တံသောရှုမြင်တံနာကံနာကံအမှန်ဖြစ်နိုင်သည်အမှန်ဖြစ်နိုင်သည် အချိန်ကြီးရင်တော့ဗျာရှုလို့အနာဂတ်ဖြစ်ပုံတွေဝိတုရောင်းနေပါတယ်နဲ့ဟောကြရတော့ကောင်းတာပေါ့လေခွန်ကြီးကအချိန်ကြီးတော့ဟောလို့မပြေဘူးအနာဂတ်ပုဂ္ဂိုလ်ဖြစ်သွားတော့အမှန်တရားကြပါတယ်ကာမရာဂဖြာပါရတွေကျင်းတယ်တခါမျိုးဟုတ်လားမှန်ပါဗျာကာမအာယုန်နဲ့ပါရမှုမရှိဘူးဟုတ်ကာမရာဂတွေဖြာပါရတွေဒုက္ခပေးနေတာဒေါသလည်းမရှိတော့သိမဆုံးသိနေရကြတာဟုတ်အဲဒီကာမရာဂဖြာပါရတွေမကင်းသေးလို့ ကာမအယုန်နေတော့လိုက်နေရအဲကိုလိုရှိတယ်မပြည့်စုံလို့စိတ်ဆိုးရစိတ်ပြည့်ရဒေါသတွေဖြစ်ရဘာတဝါတွေဒုက္ခရောက်နေတာအဲအနာဂါကြတော့အဲ့ဒါတွေกินတယ်အနာဂါဖြစ်တော့လည်းပဲတရားအာထုဝါသေးတယ်လဲဆိုတော့ဒီတိုင်းပါပဲအဲဆိုရမယ်အနာဂါငါအနာဂါငါဘယ်တရားဘယ်တရားဒီပွားသနီပွားသနီအနာဂါလဲအနာဂါလဲခန္ဓာပဲခန္ဓာပဲသူမြဲနေသူဒီ သောရှုမြင်တံသောရှုမြင်တံရဟံရဟံမှန်ဖြစ်နိုင်ပြီမှန်ဖြစ်နိုင်ပြီဒါကငါရှုတော့ဝိပဿနာဉာဏ်ဖြင့်သာတဲ့အခါရဟံညာနာပုဂ္ဂိုလ်ဖြစ်တယ်တဲ့ညာနာပြီးပြီးတော့တော့ဘာရှုရအောင်မလို့ဆိုတော့ဒါလည်းခန္ဓာ၅ပါးရှုရမှာပဲခန္ဓာဒီလိုပဲဒီလိုပဲသူကနေတဲ့ဥပါဒနာခန္ဓာ၅ပါးတော့ဥပါဒနာခန္ဓာလေးကနေစတော့ဒုက္ခတော့အနတ္တတော့နေစဒုက္ခအနတ္တဟု ယောနိတော်နိမလာမအားဖြင့်မနတိကာရပါရှုရမယ်နှလုံးသွင်းရမယ်လို့ဒီလိုပဲဖြစ်ပေးပါတယ်အဲ့ဒါကိုခွန်ကြီးဆံမိုးလို့တာယန္နာကပဲတရားရှုဘဝတည်းနည်းအမေယန္နာလည်းခန္ဓာပဲရှုမြန်းဤသူယန္နာလည်းပဲဒီခန္ဓာတွေဒူဒူပါပဲတဲ့ပုထုရှင်သောတာပန်သဒ္ဓါကအနာဂါနေရှုသလိုပဲဒီလိုရှုရတာပါပဲဒီလိုရှုတော့ဗာရိညာတိုးဖြစ်သေးတယ်ဆိုတော့ယန္နာဖြစ်ပြီးတော့ဘာမှတော့မတိုးဘူးကညာဟုတ်လားမှန်ပါပါဗျာငါတိခွာ ာတိခွာဟုသောရဟတော်ဟုတ်တိကရဏီယံအာဟုသောငါးရှင်ကိုတိကရဟတော်ယန္နာပုဂ္ဂိုလ်ဟုတ်တိကရဏီယံထိုးတဲ့အလွန်ပြုပဲကိစ္စတွေနာတိမရှိဘူးတဲ့အရဟတမရတ္ထဉာဏ်ရောက်ပြီးရန္နာဖြစ်ပြီးတိုးတက်အောင်လို့တော့ပြုစရာမရှိတော့ပါဘူးတဲ့ကတ္တတဝပတိစယောအတ္တတဝပြုကျင်ပြီးတော့တရားကိုလည်းပฏิစီရတဖန်ထားရပွားစေခြင်းနဲ့နှာတိမရှိဘူးအဲရင်းကျ ဖြစ်ပြီးသားတရားတွေထပ်ပြီးတော့ပွားသွားအောင်ဒီလိုလည်းပဲအာရုံစရာမရှိပါဘူးတဲ့အဲဒါကိုဘုညက်တရားစီထားတယ်သို့ရှိသောညာသေးဟောင်းငါတို့ပွားမရှိဘူးအစ်စ်လည်းတို့ပါဘူးတဲ့ဟောင်းလည်းပဲမပွားပါဘူးအစ်စ်ဟောင်းအစ်စ်နဲ့ဟောင်းတရားနဲ့ကိုတို့နဲ့ပွားနဲ့အစ်စ်လည်းတို့မလာဘူးအဟောင်းလည်းပဲထပ်ပြီးတော့ပွားသွားတယ်လို့မရှိဘူးဘာကြောရှိတော့ဆိုတော့အပိစ္စဣမေဓမ္မဘာဝိတာဘူလိကတာ ေဒါဓမ္မဒုက္ခဝိရာဝိရာယစေဝသံဝတံတိသာတိကံစေညာယသာအပိစစင်စစ်တော်ကဣမေရမအီတရားတို့ကိုဘာဝိဒါပွားစရာကောင်းသည်ရှိသောဘူလင်္ကတာခြင်းများသာပြောကုန်သည်ရှိသောဒေရဓမ္မဒုက္ခဝိရာစေဝမျက်မှောက်အတဘော၌သံသံမြတ်ခြင်းကျိုးငါလဲဝန်တည်ဖြစ်ကြပါကုန်၏သတိသံစေညာသာသတိသံစဉ်ရှင်ရှင်ကျိုးငါလဲဝန်တည်ဖြစ်ကြပါကုန်၏ရဟနာပုဂ္ဂိုလ်မှာ ပြတ်ရှုနေတော့မျက်မှောက်မှာလည်းပဲချမ်းသာပါတယ်မရှုဘဲနေတာနဲ့စာရင်ရှုနေတာကောင်းတယ်သာသမာဘတခုခုဝင်စားနေဝင်စားဝိပဿနာရှုနေရင်ရှုနေရောဓသမာဘဝင်စားနေလည်းဝင်စားအဲ့ဒီလိုပဲချမ်းသာတယ်လွတ်ဒီတိုင်းနေတာညာနာပုဂ္ဂိုလ်မှာသမာဘတွေရှုနေတယ်လို့ဝိပဿနာရှုနေတယ်လို့မချမ်းသာဘူးတဲ့အဲဒိဋ္ဌသမာဒုက္ခဝိဟာရအကျိုးရှိပါတယ်နောက် ပဋိသင်္ဇင်တွေလည်းအမြဲရှင်နေပါရှုနေတော့ပဋိသင်္ဇင်အလေးချင်းကဘယ်ချင်းမဆိုသမာဘဝင်စားခြင်းဘုံနဲ့ဝင်စားလို့ရတယ်။ဌာနာပဲမဲ့တော့အမြဲမရတာလို့ရှင်ပြင်းမနိုင်နေမဲ့နေတာရှိသေးတယ်လေတခါဒီတော့ဟုတ်လားမှန်ပါပါဗျာသတ္တဝိဟာရီတဲ့နောသတ္တဝိဟာရီသတ္တဝိဟာရီဆိုတာအမြဲတမ်းဝိပါဒနာရှုသမာဘတွေအမြဲတမ်းဝင်စားနေတဲ့ပုဂ္ဂိုလ်လေးလာရရရရှိတဲ့အခါကျဘုံနဲ့ဆိုရှုလိုက်ရင်တို့ကနေရာကျတယ် နောတတ္တဝိဟာရီတဲ့အများသာမရှိနိုင်ဘူးတဲ့ဉာဏ်နာမှာလည်းသူတောင်ဝတရားတွေရှိတော့အဲဒီတောင်ဝတရားတွေနဲ့ဆောင်ရွက်နေရလို့အများမရှိနိုင်တဲ့ပုဂ္ဂိုလ်အရေးကြီးတဲ့အခါကြာရှုရင်လွယ်လွယ်ကူကူမတက်ဘူးတဲ့သူကအဲဒီလိုရှိတယ်ဒါသတိတံပစင်းနေပိုင်မနေနေမဖြစ်တာပေါ့သူကသတိတံပစင်းနေကိုအမြဲရှင်မနေတဲ့အတွက်အလိုကြီးတိုင်းမနိုင်နေမဖြစ်ဘူးဒါကြောင့်မို့သတိတံပစင်းရှုတိုင်းရှင်မျက်မြင်ချမ်းသာပြီးသတိတံပစင်းကလည်းပဲ လူတိုင်းလူတိုင်းရှင်နေတာပဲတဲ့မြတ်မဘုရားမှာလည်းချမ်းသာပြီးတော့နေရပြီးတော့ယူရည်ရပါတယ်ဒါကြောင့်မို့ဒါနာပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးရှိရတယ်လို့ဆိုလိုပါတယ်ခိုင်ပါလေးဆိုပြီးတော့တရားသုံးပါလေတရားမှတ်ပြီးတော့တရားသိရယဟန္တာကသန္တာကဘေတရာဘေတရာသူပွားသနိသူပွားသနိယဟန္တာလေသန္တာလေခန္ဓာပဲခန္ဓာပဲမြဲနိတူသည် တို့ရှိသောညာတို့ရှိသောညာသိဟောင်းကသိဟောင်းကတို့ بوا မရှိသည်တို့ بوا မရှိသည်သိတာရခြင်းသိတာရခြင်းသူတိုင်းရှင်သူတိုင်းရှင်မျက်မြင်ချမ်းသာသည်မျက်မြင်ချမ်းသာသည်အဲဒီတော့ကျိုးရှိတဲ့တရားနာလဲရှိရတယ်ပြီးတော့တရားကတော့သုံးပြီးပါညောနော်တရားလည်းနည်းနည်းအထုတ်ကြအောင်လေဟုတ်လားမနေ့ကတော့2မိနစ်လောက်ပဲအထုတ်ပါတော့ရှင်အသိနေပြီးတော့ မြင်တိုင်းကြားတိုင်းနားနဲ့စားပြီးတိုင်းတွေးကြည့်တိုင်းကိုယ်နဲ့စားနဲ့လှုပ်ရှားတိုင်းကိုယ်မူရာပြုတဲ့စိတ်မူရာပြုတဲ့စိတ်မူရာတွေဖြစ်တိုင်းဝေဒနာတွေဖြစ်တိုင်းအကုန်လုံးရှုရမှာတဲ့မရှုရမယ်တရားတော့ဘာမှမရှိဘူးကနေနော်မှန်လားပါဗျာခန္ဓာငါးပါးရရှုရမှာဒါပဲမဲလို့စပြီးရှုရတာပုဂ္ဂိုလ်တွေကမြင်တိုင်းကြားတိုင်းတွေးကြည့်ရတယ်ရှောက်ကြည့်တော့မနိုင်ဘူးအစဉ်တိုင်းမမီနိုင်ဘူးအလေးအကျင့်မှမရှိသေးပဲဒါကြောင့်နည်းနည်းကစရှုရတယ် အဲအာနာဘာနာကြရင်အာနာဘာနာကပဲစယူခဏတစ်ခုမှတော့ဘုန်းကြီးတို့ကမကန့်တတ်ပါဘူးအဲဘုန်းကြီးတို့ညွှန်ကြားနေတာကဘိုက်ကတောင်းနှင်းလှုပ်ရှားတဲ့ဝါယောဓာဒီကနေပြီးတော့ယူခိုင်းရပေါင်းတယ်လာလိုက်ပြင်ကြသွားတယ်အဲဒါလေးပေါင်းတယ်ပြင်နေဘောဟာရကလည်းရပြန်သုံးတဲ့အတိုင်းလွယ်လွယ်လေးပဲတရားညွှန်ကြားတယ်သစ္စာဗျာကဒီသံတော်ဟာသွားပြီးရှိတော့လေဒီသံမိဒီသွားပြီးဟူရဇာနာတိပြီးအဲသွားရင်သွားတယ်လို့ပဲယူညွှန်ကြားပါတယ် သွားတဲ့အခါအမှန်ဖြစ်လာပါယုံနေတာနေပဲသွားပြီးရှိတော့ယုံနာဟုရှိပြီဒါလိုမညွန်ကြောင်းဖြစ်ပြနေတဲ့တရားတွေဖြစ်ပြဝေရှိပြီဒါလိုလည်းမညွန်ကြောင်းအနေစာဝေရှိပြီဒါလိုလည်းမညွန်ကြောင်းဆိုတော့သတိဉာဏ်သုံးပါခေသာမီတွေသွားပြီးဝိသနာကြီးတွေဒီလိုပဲညွန်ကြတယ်အလွယ်တကူပဲလွယ်လွယ်နဲ့ရှုရအောင်လို့ညွန်ကြဘုန်းကြီးတို့ကလည်းဒီတိုင်းပဲအကြသုံးနဲ့ဖောင်းတဲ့အခါဖောင်းတယ်ပိန်တဲ့အခါပိန်တယ်ဖောင်းတယ်ပိန်တယ်အဲဒီလိုရှုရညွန်ကြပါတယ် ။ဟောင်းနေပိနေရှုပြီးတော့နေစိတ်တွေကတခြားတော့သားလို့ရှိရင်အဲဒီစိတ်ကူးတွေလိုက်မှစိတ်တဏုပါဒနာခေါ်တယ်။ပါရဂံဝစီတံပါရဂံစီတံဤဇာနာရိစသည်ဟောထားတဲ့ဒေသနာအတိုင်းမှာအဲပြီးရင်ဖောင်းတာပြီလားပြန်မှနောက်ဝေဒနာတွေကိုယ်ရညောင်းတာပြန်လာခြင်းတွေခြားတယ်အာထုကဇာမှာဒါတွေကတွေ့တယ်။ဒါတွေလိုက်မှဝေဒနာနုပါဒနာပဲ။တထိုင်တွင်းကဘယ်လောက်ပါပဲနည်းနည်းပဲရှိပါတယ်။ဒီနေ့တော့ညလုံးဖြစ်နေတဲ့မှောက်ကြရည်အများကြီးရှိနေတော့ ိုမူရတယ်ဒီတိုင်းဒီတိုင်းမှသိမူရတယ်ဒီတိုင်းဒီတိုင်းမှဝေဒနာတွေဒီတိုင်းဒီတိုင်းမှအချင်းချုပ်ကတော့ဒီသုံးခုပါပဲဒီမာယာပရိပရာယဤအချင်းပရိပါဖြင့်ဒီမာယာပရိပါဒါရှုမှတ်ရနေတဲ့ဤအချင်းပရိပါဖြင့်သရမရဏမှာဥပယင်းတရားချင်းမှာအာရမချွေးဤကပရိမုစိတ်တံလုံးမြောက်ပါလိမ့်မယ်လို့အဲဒီလိုယုံကြည်စိတ်ချပြီးတထက်တံတံနဲ့အာထုပ်ပါတဲ့ဝမ်းမြောက်ဝမ်းသာနဲ့အားတဲ့ရောနဲ့ ထူရမယ်။နာရီမှတ်ထားမယ်နှစ်မိနစ်ပဲ။တမနေ့တမနေ့မှမှတ်ချက်ပေါင်း30 40ရတယ်ဓမ္မတမတူမှာမဲ့ခင်7ပါးတရားတွေပွားများတယ်။မှတ်ဖို့ရ။မှတ်နိုင်အောင်လို့ကျောင်းရစိုက်ပေးတာဓမ္မဝါယမခေါ်တယ်။မှတ်ရတာကဓမ္မသတိခေါ်တယ်။မှတ်ရတဲ့အာယုံစိတ်ကလေးတည်တည်သွားတယ်မှတ်တိုင်းမှတ်တိုင်းမှာတခြင်းဟိုခြင်းခဏိကသမารိခေါ်တယ်သမာဝါယအာသမာသမารိခေါ်တယ် အဲဒီသမာဝါယာမသမာတိသမာသမာရိမဲ့ခင် သမာရိမဲ့ခင် သုံးပါမှတ်တိုင်းမှတ်တိုင်းတော့အာယုံရဲ့သဘောအမှန်တိုင်းသိတယ်အစဆိုတော့ယုံနာသဘောမှန်ပြီးတာပေါ့နောက်ပိုင်းကျလို့ရှိရင်အနိစ္စဒုက္ခအနတ္တတွေအကုန်သိတာပဲမမြဲလို့မမြဲတာအမှန်တိုင်းသိတာဖြစ်လို့ဖြစ်တာပြည့်လို့ပြည့်တာအမှန်တိုင်းသိတာကတော့သမာရိတိအဲဒီတော့မှန်တိုင်းသိအောင်လို့သိညွတ်ပေးတဲ့သဘောကသမာသင်္ကပ္ပခေါ်တယ်အဲသမာဓိနဲ့သမာသင်္ကပ္ပဉာဏ်နဲ့ပြန်နှစ်ပါး သမာဓိနဲ့ကင်သုံးပါးနဲ့ပေါင်းလို့ရှိရင်လက်ကင်၅ပါးဖြစ်တယ်သီလမဲ့ကင်တွေကတော့သမာဝါစာသမာကာနာသမာဇီဝဒါတွေကတော့သီလသောက်တည်ရေကပြည့်စုံနေပြီတဲ့ပေါင်းလိုက်လို့ရှိရင်ရှိခွေရပါတယ်ရှုမှတ်နေရင်ဒီသီလမဲ့ကင်တွေကပြတ်သွားတာမဟုတ်ဘူးဒါကြောင့်ဒါတွေပေါင်းပြီးတော့ယူရတယ်တနည်းအားဖြင့်ဆိုရင်မှတ်တိုင်းမှတ်တိုင်းမိစ္ဆဝါစာကိုပြောဖို့ရတယ်အခွင့်နေတခါတည်းကင်းကျင်းသွားတယ်မိစ္ဆဝါစာမပြောဖြစ်ပြတယ်ပြီနေတယ် အဲ့ဒီဖြစ်ပြတဲ့သဘောတရားနဲ့စပြီးမိစ္ဆာဝါဒတွေမုသာဝါဒစသည်တွေကိုမပြောတော့ဘူးအဲဖြစ်ပြတယ်မှန်လည်းပြီးနေအနိစ္စဒုက္ခတွေမှန်လည်းပြီးနေလို့ရှိရင်မိစ္ဆာကာမန္တဇပန်တိပါရပါချင်းစကြည့်တော့အမှုတွေလည်းသူမပြုတော့ဘူးအဲ့ဒီအဲ့ဒီအာရုံနဲ့စပြီးမဖြစ်ဘူးစိတ်ကူးတောင်မဖြစ်ဘူးအဲမိစ္ဆာအာဇီဝဆက်မတရားတဲ့အသက်မွေးမှုစွာလည်းသူမဖြစ်တော့ဘူးဒါကြောင့်မို့မတိုင်းမတိုင်းသမဝါစား ကိစ္စလည်းပြီးတယ်သမာကမ္မန္တသမာဇောကိစ္စလည်းပြီးတယ်ကိစ္စပြီးသောအချင်းဒီလမင်းငယ်သုံးပါးလည်းပါဝင်တယ်တဲ့ပေါင်းလိုက်လို့ချင်းအာလုံးမဲ့ခင်ရှိပါပဲဓမ္မမဲ့ခင်ရှိပါဓမ္မမဲ့ခင်ရှိပါမှတ်တိုင်းမှတ်တိုင်းဒီလမီသွားနေတဲ့ပုဂ္ဂိုလ်ကိုလိုရှိရဒလန်းချင်းဒလန်းချင်းနီးနီးသွားသလိုပဲဓမ္မဓမ္မဓမ္မချင်းဓမ္မချင်းမှတ်တိုင်းမှတ်တိုင်းကနိဗ္ဗာန်စီကိုမဲ့ခင်ရှိပါတရားတွေနဲ့ရောက်ရောက်သွားတာတဲ့ကောင်မျိုးဟုတ်လားမှန်ပါပါဗျာမှန်ကောင်းပါလေ ်ပါကအာမရဘူးတဲ့ပုဂ္ဂိုလ်လည်းပဲကိုယ်အိမ်မှာနေတဲ့အခါအားလည်းကျင်၎င်းနေမယ်ဆိုရင်ဟောမှတ်နေတယ်။ဒီမိနစ်မှတ်ရင်ဒီမိနစ်အတွင်းမှာကုသိုလ်တွေရနာပဲ။ဝိပဿနာကုသိုလ်တွေမနာမြရာကြရတယ်။ပါမီကုသိုလ်ဖြစ်သွား။အဲကျူးစားပြီးအားထုတ်ရမယ်။အဲကုသိုလ်မြတ်ဝေပြီးအကုန်လုံးတရားပွဲကျင်ပါတဲ့ကုသိုလ်ရောက်ပါရောက်အကုန်လုံးအဲဒါတွေကိုမြတ်ဝေရဝေရဝိသရေကိုခုကြီးတွေလာပင်းအဲဒီဝေရဝိသရေကြီးဒီကုသိုလ်တွေအကုန်လုံးမြတ်ဝေရ ယနေ့ခွန်၌သနုတ်တော်ပြုစုပွားများအာထုအပ်သောသာနာကုသိုလ်သီလကုသိုလ် ဘာဝနာကုသိုလ်ဘာဝနာကုသိုလ်ဝေယဝိသကုသိုလ်ဝေယဝိသကုသိုလ်တရားဟောရသောကုသိုလ်တရားဟောရသောကုသိုလ်တရားနာရသောကုသိုလ်တရားနာရသောကုသိုလ်သရှိသောသရှိသောဒီကောင်းမှုပေါင်း၏ဒီကောင်းမှုပေါင်း၏ဘုဘာကောဘုဘာကော ဖတော်အားမြတ်ပေးဝေပါကုန်၏မြတ်ပေးဝေပါကုန်၏ဆွေမျိုးတို့အားဆွေမျိုးတို့အားမြတ်ပေးဝေပါကုန်၏မြတ်ပေးဝေပါကုန်၏ဤရ၌ဤရ၌ရောက်ရှိနေသောရောက်ရှိနေသောလူပရိသလူပရိသနတ်ပရိသဘောင်းအားနတ်ပရိသဘောင်းအားမြတ်ပေးဝေပါကုန်၏မြတ်ပေးဝေပါကုန်၏အလုံးစုံသောအလုံးစုံသောသတ္တဝါပေါင်းတို့အားသတ္တဝါပေါင်းတို့အား ေးဝေပါကုန်၏မနာပေးဝေပါကုန်၏လုံးစုံသောလုံးစုံသောဘာပေါင်းတော်သည်ဘာပေါင်းတော်သည်ညရာကြ၍ညရာကြ၍ကိုစိတ်နှပြကိုစိတ်နှပြဆန္ဒကြပါစေဆန္ဒကြပါစေညာ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 